ဗုဒ္ဓဘူးရာဥသာသမီမိတ်ဆွေဒီလာတာတော်တွင်မှာဆိုရင်ဒီလာတာတော်တွင်မှာဆိုရင်ဗုဒ္ဓဘူးရာဥသာသမီမိတ်ဆွေများမိတ်ဆွေတို့ရဲ့စိတ်ထဲမှာအရာရာကိုခยีထွက်ရှင်တဲ့စိတ်တွေဖြစ်ပေါ်နေတာမျိုးလက်ရှိနေရာအလောက်ကနေမပြောတာမျိုးလေးတွေကြောင့်ယုံထွက်သွားခြင်းနဲ့စိတ်ခยีဝေးထွက်သွားခြင်းနဲ့စိတ်လက်ရှိရှိနေတဲ့နေရာနေပြီးတော့တနည်းအားဖြင့်ပြောင်းထွက်သွားခြင်းနဲ့စိတ်အဝေးကိုထွက်ပြေးခြင်းနဲ့စိတ်မျိုးတွေ ပေါ်နေသောကာလအပတ်တာဖြစ်ပါတယ်။လက်ရှိရှိနေတဲ့နေရာမှာမပြောတာမျိုးခီးသွားခြင်းနဲ့စိတ်တွေတနည်းရရကိုဘယ်သွားရင်ကောင်းမလဲဆိုပြီးတော့စဉ်းစားနေတာမျိုးကြုံရတတ်သောကာလကြုံနေသောကာလဖြစ်ပါတယ်ခင်ဗျာ။ဒါအပြင်မိတ်ဆွေဗုဒ္ဓဘုရားတာသမိတရားဒီလာတာတော်တယ်မှာဆိုရင်အဆိုးပင်ဖြစ်ပါစေအကောင်းပင်ဖြစ်ပါစေထင်ပေါ်ကြော်စောတတ်ပါတယ်ဆိုတာပဲဖြစ်ဖြစ်ကောင်းတာပဲဖြစ်ဖြစ်နှစ်ဆကြော်စောတတ်တယ်အဲလောကတဘာဝရဲ့ဏိယမှာထုံးစံအတိုင်းပဲဆိုတာကိုလို့ရင်ပုံမှုပြီးတော့အပြစ်တင်ဝေဖန်တတ်သူပေါ်တတ်တဲ့အတွက်ကြောင့်မလို့တော့ ဒီလာတာတွင်မှာအဆိုးပင်ဖြစ်စီအကောင်းမင်ဖြစ်စီကြော်စောတက်သောသဘောဆောင်ပါတယ်ထို့အတူဘုဒ္ဓဘုရားသားသမီးမိတ်ဆွေတွေကဒီလာတာတော်တွင်မှာလုပ်ငန်းကိစ္စအလုပ်ကိစ္စစိုင်း MB ကိစ္စစိုင်းဘုတ်ကိစ္စအမှုပညာဆိုရှယ်မီဒီယာပကြီးပခုဗီဒီယိုပေးတာတရုပ်ဆောင်ထင်ပေါ်ကြော်စောမှုကိစ္စလေးတွေမှာတော့အဲရှစ်တူဆောင်ရွက်အသုံးချရင်ကောင်းမွန်အားသာပြီးတဲ့အခါအဲဆွမ်းလာလို့ပေါ့မဟုတ်တဲ့တည်င်းနေကိုကိုငကူက ပြီးခဲ့ပြီးသားကိစ္စတွေတရင်ဆိုးတွေသဲဟောင်းတွေတပုတ်လေလွင့်နေလဲပဝန်းကျင်မှာပြန်လဲပြောဆိုခံရတတ်သောကာလဖြစ်တဲ့အတွက်ကြောင့်မလို့ဖြစ်နိုင်လို့ရှိရင်ကိစ္စတွေဒီလိုကြုံတွေ့လာရင်လဲဖြည့်ရှင်းနေတာမျိုးဟာကံရဲ့အားနည်းမှုကိုရရှိတတ်တယ်ရှင်းမနေပါနဲ့ရှင်းလေချုပ်လေဖြစ်တတ်သောလာဖြစ်တဲ့အတွက်ကြောင့်မလို့ဖြစ်နိုင်ရင်ကိုကိုယ်တိုင်ဘာမှခရီးမဆိုင်ပဲရှေ့လို့ဆောင်ရလှုပ်ဆောင်ပါကံရဲ့အာသခြင်းကြီးရပါလိမ့်မယ်ကိစ္စပြဿနာဟာ ်ကြီးမုန်း900ကဲ့ရ900ဆိုတဲ့အတိုင်းပဲအစိမ့်တိုင်ရင်ပြီးသွားပါလိမ့်မယ်ကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်လာရင်ဒီလတာတော်ဒီမှာပုတ္တခုရအောင်သာသမီးမိတ်ဆွေတွေကျမ်းမာရေးနဲ့ပတ်သက်လို့တော့စူစူဝါးဝါးဘာမှမရှိပါဘူးကျမ်းမာရေးဟာငွေကြီးပေါ်မှာမူတည်နေပြီးငွေဝင်ရင်ကျမ်းမာရေးကောင်းပြီးငွေမဝင်ရင်ကျမ်းမာရေး မကောင်အသက်ရှူချက်တတ်တော့လာဖြစ်တဲ့အတွက်တော့ဗုဒ္ဓဘုရားသာသမီမိတ်ဆွေတို့ကိုအိမ်အောင်ဘတ်ကနော်သူတို့ရဲ့အိမ်အောင်ဘတ်ကတော့ငွေပေးလိုက်ပါချမ်းမာရေးကောင်းတော့ပါလိမ့်မယ်ဆိုလိုတာကငွေကြီးနဲ့ပတ်သက်လို့ရှိရင်လည်းငွေကြီးဟာအချမ်းမာရေးနဲ့ပတ်သက်လာလို့ရှိရင်အထူးသဖြင့်အိမ်တွင်းရေးကိစ္စလေးတွေကြောင့် အတွေးလွန်နေတာမျိုးညာအိတ်မပြောတာမျိုးလေးတွေနည်းနည်းလေးတော့ဟိုဟိုအိတ်ရခတ်နေတာမျိုးလေးကြုံရတတ်တယ်သို့သောဆူဆူဝါးမရှိပါဘူးဥကောင်းနဲ့ပတ်သက်ပြီးတွေးတိုးတာမျိုးတွေးတက်တာမျိုးလေးတွေအနှဲငယ်ဖြစ်တာအလွဲဆူဆူဝါးပါမှမဖြစ်နိုင်ပါဘူး ထို့ပြင်ဗုဒ္ဓရာသမီမိတ်ဆွေတရားဒီလတာတော့ဒီမှာဆိုရင်ငွေကြီးနဲ့ပတ်သက်ရင်တော့ငွေမမြဲသောလဖြစ်တဲ့အတွက်မိမိလက်ထဲမှာငွေကြီးထားတာမျိုးထက်လက်ထဲမှာရှိနေတခုခုကိုတုံဆိုင်တွေ့ဝေမနေဘဲနဲ့ယင်းကြီးလှောက်ဆောင်တာမျိုးဝယ်ထားတာမျိုးကကောင်းပါတယ်မဟုတ်ရင်လက်ရှိမှာငွေကြီးနဲ့ကိုဟာအတူမနေသောလငွေနဲ့ပတ်သက်လာလို့ရှိရင်ငွေနဲ့ ခေါ်ပတ်စံတဲ့ကိုဟာအကျွေးစီအခေါင်းနဲ့ပန်းလို့ဖြစ်နေတတ်တော့လာဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ငွေကြီးနဲ့ပတ်တိုင်တော့ဒီလာတာတော့တွင်မှာချိနေရင်လက်ထဲထားတာဆရာကိုပြီးရင်ပြီးတာဆရာဖုံမပြီးချင်လို့ရှိရင်လည်းယင်းနီးလောက်ဆောင်တာပုံမူအားသာကောင်းမှာပါလိမ့်မယ်ငွေမမြဲတာအကုန်ကြများတာတော့အတိအကျပဲဖြစ်ပါတယ်ခင်ဗျာတို့ပြင် အလုတ်ကိုင်နဲ့ပတ်သက်ရင်ဘာကိုဖြစ်ဖြစ်ဦးစီးဦးဆောင်လုပ်ပါရှေ့လို့ဆောင်ရပါလုပ်ငန်းကိစ္စအလုတ်ကိစ္စနဲ့ပတ်သက်ရင်လည်းကိုကိုတိုင်းရှေ့လို့ဆောင်ရပါဘာကိုဖြစ်ဖြစ်စတင်လုပ်ဆောင်ရတော့ကောင်းသောကာလကောင်းသောလာဖြစ်တယ်ခမတို့အပြင် OHMI ဝယ်တာမျိုးလေးတွေရှေ့လို့ဆောင်ရလုပ်ဆောင်မှာကောင်းပါတယ် OHMI ဆောက်ချင်းဝယ်ချင်း ရှိတူဆောင်ရပါသမီးသားများအနေနဲ့ဆိုရင်လည်းအရှိရေးမေတ္တာကြီးနဲ့ပတ်သက်လာတဲ့အခါရှစ်သူဘဝကိုရက်လို့အိမ်တော်ပြုခြင်းစိတ်ဆက်ခြင်းအဲလူချင်းမိဘတွေနဲ့စိတ်ဆက်တောင်းရန်ခြင်းအလူဒါနာပြုခြင်းထို့သူပဲမင်္ဂလာတွေဖြစ်တဲ့အလူပွဲရှင်ပြုပွဲအဆရှိတဲ့လုပ်ငန်းတွေကိုလှုပ်ဆောင်ဖို့အတွက်ရည်စူးထားတယ်ဆိုရင်လည်းတိမ့်တိပေါင်းရရှိအောင်လှုပ်ဆောင်နိုင်သောကာလဖြစ်တယ်ထို့အပြင်မြေကိစ္စတွေ ရှိတို့ဆောင်ရလို့ဆောင်မှာငကူကမပြီးမပြတ်ဖြစ်နေတော့အမှုကိစ္စတွေပြီးပြတ်မှုတွေရရှိစေတတ်ပါတယ်ခင်ဗျာမိမိရဲ့မိသားစုအပြင်မှာအရှုံးအအောင်ဖြစ်နေတဲ့သူတွေ အရှုံးအောင်နဲ့ပတ်သက်ပြီးတော့ခံစားနေရတဲ့သူတွေပြန်ပြီးတော့လွတ်မြောက်လာတာမျိုးသတင်းကောင်းကြားရတတ်တော်လာဖြစ်ပါတယ်ခင်ဗျာထို့အပြင်ကိုပိုင်လုပ်ငန်းတွေစားတောက်ကုန်လုပ်ငန်းတွေစမ်းစီစီးဆာဆက်ပစ္စည်းနဲ့ပတ်သက်တာတွေရင်နဲ့ပတ်သက်တာတွေရှေ့တူဆိုင်ကလှုပ်ဆောင်လို့ကောင်းပါတယ်နိုင်ငံခြားခရီးသွားနဲ့ပတ်သက်တာ passport ဗီဇာလုပ်ငန်းနဲ့ပတ်သက်လာရင်အားသာကောင်းမှုပြီးတော့တိုးတက်နိုင်တော့လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာထို့အပြင် မိတ်ဆွေတို့အနေနဲ့လုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်ရင်ဘာကိုဖြစ်ဖြစ်ရှေ့တို့ဆောင်ရွက်ပါတို့ရတွင်ကိုနဲ့မဆိုင်သောကိစ္စလေးဒီမှာတတိထားစဉ်းကျင်ပေးပါကိုနဲ့မဆိုင်တဲ့ကိစ္စလေးဒီမှာကိုကစေတနာတွေဝေဒနာဖြစ်ရတာမျိုးလေးတွေအဲ အာရာမျိုးလေးတွေစုံးတာတော့ဒီကြတဲ့စုံးမှုများဟပါတယ်ခင်ဗျာနော်ထို့အပြင်ဆွေမျိုးသားချင်းကိစ္စပတ်ဝန်းကျင်ကိစ္စလေးတွေမှာမကောင်းမြင်တာမျိုးမိမိပတ်ဝန်းကျင်မှာရှိတဲ့ဆွေမျိုးသားချင်းတွေနဲ့ပတ်သက်ပြီးတော့စိတ်တော့ကပြရတာမျိုးကိုယ့်ကိုလိုက်ပြီးတော့တပုတ်လေလွင်ပြောခံရတာမျိုးလေးတွေကြောင်းတော့နည်းနည်းလေးစိတ်အဆင်မပြေမှုလေးတွေကြုံရတတ်တော့လားဖြစ်တဲ့အတွက်ကြောင့်မလို့ဖြစ်နိုင်လို့ရှိရင်ပြဿနာတွေကိုအဖြေရှင်းနေနေတာမျိုးထပ် ကိုကိုတိုင်ရည်ကြီးသောကိစ္စတွေကိုလှုပ်ဆောင်ပြောဆိုတာအာသာမှုကောင်းမှုတွေရရှိပြီးကို့အလုပ်ကိုချစ်တူဆောင်ရလှုပ်ဆောင်ပါခင်ဗျာဒါဆိုကံကောင်းပါလိမ့်မယ်။သမီးကြီးစားများအနေနဲ့လူငယ်များအနေနဲ့ရှစ်သူကြီးစားမရှိသူတွေအနေနဲ့အဲအရှိရေးမှာတော့ ကံနေပါတယ်ရှိသူရီစာရှိဖို့ထက်ငွေကုန်ကြီးကြများတာမျိုးရီစာပိုးရတာမျိုးလေးတွေကြောင့်ငွေကြီးနဲ့ပတ်သက်ပြီးတော့အကုန်ကြများတာမျိုးငွေမမြဲတာမျိုးအရှိရေးကိုဗန်းပြပြီးငွေယုံကြည်မှုတွေကိုဗန်းပြပြီးလိန်သွားတာမျိုးတွေကြုံရတဲ့အတွက်ကြောင့်မလို့တော့ရှိသူဘတ်အိမ်အောင်ဘတ်နဲ့ပတ်သက်လာရှိသူတမီစာများနဲ့ပတ်သက်လာရင်တော့လုံးဝလွတ်လွတ်စပ်ပဲမယုံကြည်ဖို့နဲ့ အဲတတိထားဖို့လိုအကြောင်းထပ်လောင်းပြောကြပါရစေပလစ်ခံရတဲ့ပလီခံရတဲ့လို့ပြောတာเนาะအဲသို့သောတမီဇာမြအနေနဲ့ဆိဆက်ခြင်းအိမ်အောင်ပြုခြင်းတော့တိုင်းမြန်ရရှိတို့ဆောင်ရလှုပ်ဆောင်ရအာတာတော့ကာလဖြစ်ပါတယ်ခင်ဗျာတို့အပြင် မိမိတို့အနေနဲ့လက်ရှိမှာဗဇက်ခဖရာလက်ကကာယဖြစ်နေတတ်တဲ့အတွက်တော့ဘာသာတရားပုံမူလုပ်ပြီးကိုလိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီအဋိဋ္ဌံဝင်ခြင်းရင်တော့မဟာသမယတုတ်၁၂ရက်တည်တည်အဋိဋ္ဌံဝင်မှာကံတက်ပြီးတော့ကံကောင်းစီမှာအတိအကျပဲဖြစ်တယ်။ဒါအပြင်မိတ်ဆွေဗုဒ္ဓဘုရားတို့သာသမီတွေအနေနဲ့ ဒီလတာတော့ဒီမှာဖြစ်နိုင်ရင်အတိတ်ချံလဲဝင်တင်ပါတယ်ခင်ဗျာနော်ရှေ့လာမဲ့ကာလာခုနှစ်မှာဆိုရင်လဲဗုဒ္ဓဘုရားဥဒသမီမိတ်ဆွေတွေကအစမှနည်းနည်းလေးခက်ခဲတက်တဲ့အတွက်ကြောင့်မလို့တတိထားဆင်ခြင်ပေးဖို့လူအကြောင်းထားလောင်းပြောကြလိုက်ပြရစီခင်ဗျာအိန်တော်ကြီးအိန်တော်ကြီးနဲ့ပတ်တိုင်ရင်တော့အဆက်အသွယ်မပြတ်နေသူတွေအဆက်အသွယ်ပြန်လဲရရှိတတ်တော့လာဖြစ်တဲ့အပြင်ငဘူကပျောက်သောသူတွေရှာလင်တွေ့နိုင်တော့လာဖြစ်ပါတယ်တို့အပြင်မိတ်ဆွေတို့အနေနဲ့အဲအိန်တော်ကြီးနဲ့ပတ်တိုင်ရင်တော့တဦးနဲ့တူတယောက်နဲ့တယောက်ဝေးကွာနေသူတွေပြန်လဲစုံစည်းရတာမျိုး ျိုးပြန်လဲတွေ့ရတာမျိုးတွေဂျုံွားတက်တယ်လို့မိတ်ဆွေတို့အိမ်တော်ကြီးနဲ့ပတ်သက်လို့တူးနဲ့တူးတယောက်နဲ့တယောက်ပြဿနာကတော့ကစားများလာပြီဆိုရင်တော့ငွေကြေးကြောင်တာလွှဲရင်ကျန်တာဘာမှအဆင်မပြေနိုင်စရာမရှိဘူးချစ်တူအိမ်တော်ကြီးနဲ့ပတ်သက်လို့ရှိရင်ကံကောင်းမှုတွေထက်အဲအေးချမ်းမှုတွေထက်ပျော်ရွှင်မှုတွေကိုများစွာရရှိ ဒုက္ခကိုတော့မခံစားရနိုင်ဘူးသို့တော့စိုးရိမ်မှုတွေတော့ပြပြောက်သွားမယ်ကာလာရော့ကျသွားမယ်ကာလာဖြစ်ကြောင်းထလောင်းပြောကြလိုက်ပြရစီခင်ဗျာစက်ပစ္စည်းရင်းတွေဝင်လာတတ်ပါတယ်ရွှေတွေဝင်လာတတ်ပါတယ်စားတောက်ကုန်လုပ်ငန်းတွေစက်စီစီစားနဲ့ပတ်သက်တာတွေကိုယ်ပိုင်လုပ်ငန်းတွေဘာကိုပြပြရှေ့တူဆောင်ရလောက်ဆောင်မှာပညာရေးနဲ့ပတ်သက်လာရင်တော့ပညာရေးနဲ့ပတ်သက်လို့တိုးတက်နိုင်စရာဘာမှမတွေ့ရတဲ့အတွက်တော့တင်ယူလေ့လာနေတာမျိုးတက်တက်မြောက်ပြီးတော့ပညာကိုရှေ့တူဆောင်ရလောက်ဆောင်တာဟာပုံမှုပြီးတော့ကောင်းမွန်စီတော်လာဖြစ်ကြောင်းဆရာကထပ်လောင်းပြ ြောလိုက်ပြရစီခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ဟို အထူးသဖြင့်ဒီကာလအတော်တို့အတွင်းမှာဆိုလို့ရှိရင်မိမိရဲ့မိတ်ဆွေဟောင်းပေါင်းသင်းဟောင်းတွေနဲ့ပတ်သက်လို့စိတ်တော့ကပေးရတတ်တဲ့အတွက်တော့တတိကြဆင်မြင်ပေးဖို့လိုအပ်ပါတယ်ခင်ဗျာဒါအပြင်အလောင်းကစားနဲ့ပတ်သက်တာမျိုးအပျော်ပါးနဲ့ပတ်သက်တာမျိုးလေးတွေမလုပ်ပါနဲ့အလောင်းကစားအပျော်ပါးနဲ့ပတ်သက်ပြီးတော့အဲနည်းနည်းလေးအားနည်းစီတော့လာဖြစ်တဲ့အတွက်ကြောင့်မလို့တော့ဒါကိုတတိကြဆင်မြင်ပေးဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြလိုက်ပြရစီခင်ဗျာအဆက်ဆက်အရာငကူကသာသမီမရရှိသူတွေသာသမီစုပန်နာမျိုးသာသမီရရှိဖို့တည်င်းကြရ ရတာမျိုးလေးတာသမီနဲ့ပတ်သက်ပြီးတော့အိမ်မက်မက်တာမျိုးလေးတွေဖျားစီတီတွေမှာတောင်းတာမျိုးသူရတတိမေရောနာမှာဖြစ်ဖြစ်လက်ရှိမီမေရောနာဖြစ်ဖြစ်အဆက်ရှိတဲ့မေရောတွေနာဖြစ်ဖြစ်ညောင်မင်ကြီးကြီးမှာဖြစ်ဖြစ်တာသမီစုပိုင်အေကန်ဒိဋ္ဌတာယောက်ကြလေးရမယ်လာဖြစ်ပါတယ် တို့တို့မိတ်ဆွေတို့ဒီဗုဒ္ဓဘုရားသာသမီတွေကဒီလာတာအတော်တွင်မှာဆိုရင်မိတ်ဆွေတို့ရဲ့ကံကိုကောင်းမွန်စေရန်အတွက်ဆိုရင်တော့အဆက်ဆက်ရအောင်မြင်အစဉ်ပြေတိုးတက်စေရန်တို့ကဒီလာတာအတော်တွင်မှာအကျိုးပေးသောနေသားအနေနဲ့ဆိုရင်တော့အင်္ဂါသာသမီတနင်္ဂနွေသာသမီတွေနဲ့တွဲဖက်လုပ်ပါအရေးကြီးတဲ့ကိစ္စတွေကိုပြောဆိုလှုပ်ဆောင်တဲ့အခါမျိုးတွေကြရင်အဲအရေးကြီးသောကိစ္စနော်ဟိုလုံခြုံမှုကိစ္စအေးချမ်းမှုကိစ္စတွေက ခီးသွားကိစ္စလေးဒီမှာအေးအေးချမ်းချမ်းနဲ့လုံလုံကျွတ်ကျွတ်ဖြစ်စီရန်အတွက်ဆိုစနေသားသမီးတို့စနေနေ့တို့မှာသွားတာမျိုးဟာကံကိုကောင်းမွန်တိုးတက်စီနိုင်သောလဖြစ်ပါတယ်ဒါအပြင်မိတ်ဆွေအဲဗုဒ္ဓဘုရားဟုတ်တာသမီးမိတ်ဆွေများဖို့ဒီလာတာတော်တွင်မှာဆိုရင်အဋိဌံတစ်ခုဝင်ပါဆရာတင်ပေးမဲ့ဥကောင်းစီချင်းမင်္ဂလာပြုလုပ်ရန်အတွက်အဲဟိုအတာစားတာကြောက်ရန်အတွက်လည်းဆရာတီးတန့်ဗီဒီယိုတစ်ပုဒ်တင်ပေးပါမယ်ပျောက်ရှင်ရင်တော့စောင့်ကြည့်ပါဗျာနော်ကောင်းပြီဆိုတော့ မိတ်ဆွေတို့ဒီလာတာတော့ဒီမှာအကျိုးပေးစီတော့အရာုံနေနဲ့ဆိုရင်တော့အစိမ်းရောင်ဆင်ဆွေရောင်အဝါရောင်တွေအကျိုးပေးပါတယ်အရေးကြီးသောကိစ္စတွေကိုလှုပ်ဆောင်တဲ့အခါမှာချွေကလေးဆောင်သွားတာမျိုးဖြစ်စီနော်ချွေရောင်ဝက်စားလေးဝက်သွားတာမျိုးဖြစ်စီချွေရောင်အစာလေးတစ်ခုခုကိုချွေရောင်ကတ်တူဆိုင်ရောလေးတစ်ခုခုကိုလက်ကနေကင်ပြီးတော့ပြောဆိုလှုပ်ဆောင်ရင် အောင်မြင်တိုးတက်မှုနဲ့ကံကောင်းမှုတွေရရှိ စီတော့လာဖြစ်ပါတယ်မိမိတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတွအယောင်းထွက်စီမှုအတွက်ဆိုရင်မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေတော့ကိုခြွေပန်းငွေပန်းလေးတွေနဲ့ရိုက်တာမျိုးခြွေလာငွေလာပန်းလေးတွေနဲ့ရိုက်ပုတ်ထိတွေ့ပြီးတော့ရောင်းရင်အယောင်းတွအဝယ်တွက်ပြီးတော့အယောင်းဝယ်ကောင်းလာမှာအသေးစားပဲဖြစ်တယ်ခမငွေကြီးနဲ့ပတ်သက်ရင်တော့ကို့အတွက်ကောင်းပါတယ်သူများအတွက်မကောင်းဘူးဆိုတဲ့အကြောင်းထပ်လောင်းပြောလိုက်ပါစီယာရုလုပ်ငန်းကိစ္စနိုင်ငံခြားခီးတွားကိစ္စလေးတွေမှာခြေတို့ဆောင်ကလှုပ်ဆောင်လို့ကောင်းပေမဲ့ပြည်တွင်းခီးတွားကိစ္စလေးတွေပြည်တွင်း စနလို့ပေါ့ဟိုမိသားစုပြည်တွင်းနဲ့ပတ်သက်ပြီးတော့ timing ကိစ္စလေးတွေမှာတော့ခီးသွွားကိစ္စလေးတွေမှာအားနေစီတာအတိအကျပဲဖြစ်ပေမဲ့လို့ passport လုပ်ငန်း visa လုပ်ငန်းတွေနဲ့ပတ်သက်လို့အကျိုးပေးတယ်နိုင်ငံခြားတိုင်းတစ်ပါးလူမျိုးခြားဘာသာခြားအကူအညီထောက်ကူတွေရရှိတတ်တယ်လို့မိမိတို့အနေနဲ့เนาะမိမိရဲ့ဟိုစနလို့ပေါ့လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေဟိုစနလို့ပေါ့အဆင်ပြေအောင်အောင်မြင်အောင်တိုးတက်အောင်ဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့မိမိတို့ရဲ့ဟို ပချမ်းဇက်တို့ပုပ်ကိုဇက်တို့တိုက်ဆွဲတို့တိုက်ဆက်အဆရှိတဲ့ပုပ်ကိုတွေနာမှာပဝါလေးတစ်ထည်လှူပြီးတော့တစ္ဆာဒိတ်တံပြုပြီးတော့အခုညီထောက်ကူကိုရရှိရင်တိုးတက်ကောင်းမွန်ပြီးတော့ကံကောင်းစီမှာအတိအကျပဲဖြစ်တယ်ခင်ဗျာထို့အပြင်မိတ်ဆွေတို့အကျိုးပေးသောကဏ္ဍအနေနဲ့ဆိုရင်ခွန်နှစ်ကဏ္ဍနှစ်ကဏ္ဍ၆ကဏ္ဍဟာမိတ်ဆွေဘုတို့ဘူးရောက်သသမီးတွေတော့ကံကိုတိုးတက်ကောင်းမွန်စီပြီးအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေရရှိပါလိမ့်မယ်ခင်ဗျာဘဇက်ကဖရာလက်ကကာယဖြစ်တတ်တဲ့အတွက်ကြောင့်မလို့ဖရာတရားပုံမှုလုပ်ပြီးမှုလဲဆရာကထပ်လောင်းပြောကြား လိုက်ပြရစီခင်ဗျာဒါအပြင်အဆက်ဆက်ရဲ့အောင်မြင်တိုးတက်စီရန်အတွက်ဆိုလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့ပြုလုပ်ရမယ့် ရေရအနေနဲ့ဆိုရင်တော့မိမိရဲ့အိမ်ဖျားမှာမိမိရဲ့အိမ်ဖျားမှာမြစ်စွာဖျားမှာเนาะဟိုဆွမ်းလာလို့ပေါ့ဟိုတတိလေးမျိုးတောက်ရည်လေးခွက်နဲ့ဆွမ်းလာလို့ပေါ့ဆရာတို့တတိရလေးမျိုးတောက်ရည်ကလေးခွက်နဲ့ပန်းလေးမျိုးကိုအဲတရက်မိမိရဲ့မွေးနေ့မနက်9နာရီမကျော်မီမှာအဲမြစ်စွာဖျားကိုပူဇော်ပြီးတော့ခါကြတော့မိမိတို့ရဲ့ပထမပိတ်ရွတ်ဖတ်အားထုတ်ခြင်းဖြင့်ပိတ်နေသောလက်တွေပွင့်လန်းပြီးအဆတ်အစာရအဆင်ပြေအောင်မြို့တက်လာမှာတည်ကြပဲဖြစ်ပါတယ်ပြဿနာတွေ တပုတ်လေးတွင်ပြောခံရတာမျိုးတွေကိုချက်ချင်းမရှင်းပါနဲ့ရှင်းရင်ကိုယ့်ဘက်ကမှန်ရင်အမားတွေကိုတွန်းပို့သွားတတ်တဲ့သဘောလေးဖြစ်တဲ့အတွက်တော့သတိထားပါအမှုကိစ္စအမွေကိစ္စတွေပြပြအောင်ဆောင်ရွက်ဆန်းဆောင်နိုင်တော့လားဖြစ်ကြောင်းထပ်လောင်းပြောလိုက်ပြရစီခင်ဗျအကျိုးပေးစီတော့အရာဟာတော့အရှိစူးစူးအရာ sorry အကျိုးပေးစီတော့အရက်ဟာတော့အရှိမြောက်တောင်ရက်ဖြစ်ပြီးစန်းဒီယာရက်ကတော့တောင်ဆူဆူရက်ဖြစ်ပါတယ်တတိကားစင်ကြရမယ်ရက်ကတော့အရှိဆူဆူရက်ဖြစ်ပါတယ်ငွေကြီးကိစ္စတွေမှာလူယုံမလွယ်ပါနဲ့အလိန်ခံရတတ်ပါတယ်တူစင်းမိတတ်ပါတယ်ဆိုတဲ့အကြောင်းပြောရင်ဘောတခုရအောင်တာသူမိတ်ဆွေတွေအားလုံးဒီကတာတော့ဒီမှာအဆဆာရရအောင်မြင်တိုးတက်ကြပါစေလို့ဆရာကဆုတောင်းရင်းနဲ့လိုအပ်တာတွေကိုတော့ 1389မှာဗီဒီယိုမှာပဲကြည်ပါလို့ဆရာပြောလိုပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ကျာစာပရိသတ်သမီးတွေအတွက်ဆရာဆက်ဟောခြင်းပါတယ်ကျာစာပရိတွေပါဆရာအမှတ်ပေးပါဦး